မမေးကြပဲဘူးနော်ဟိုအနောက်နိုင်ငံကကြတော့တော်တော်ပင်မပါတယ်သူတို့ပြောရတာနော်ဒါကြောင့်ဒါ personal development အတွက်အင်မတန်အရေးပါပါတယ်ကြောင့်သားသမီးကဖြစ်ဖြစ်ကိုတပည့်ကဖြစ်ဖြစ်ကိုပြန်ပြီးတော့မိကုံးထုတ်လာရင်သူတို့စိတ်မဆိုးပါနဲ့သူတို့သိချင်းလို့မေးတာဖြစ်မယ်ပြီးတော့သူတို့မေးတာကိုကိုကတေချာစဉ်းစားပြီးတော့သဘောထားကြီးကြီးနဲ့မြန်မြန်တက်တာနဲ့တဘာဝကြက်အောင်ပြန်ပြီးတော့အဖြေရှာပေးရတာကိုက ကိုယ့်ရဲ့တိုးတက်မှုလည်းဖြစ်တယ်လို့သူတို့တို့လည်းတိုးတက်မှုဖြစ်သွားပြီအဲ့တော့မေတ္တာမှဖြေတ္တာမှလောကီရာတိုးတက်မယ်ဘာမှပြီးမှကြတော့ကြောင်းကြီးကြောင်းသားတွေလည်းဒီလိုပဲတိတ်မမေးကြအောင်မဆွေးနွေးကြအောင် debate မလုပ်ဘူးနော် debate လုပ်ရင် ရိုင်းနေလို့ယူဆရတယ်နော်မလုပ်ကြတဲ့အတွက်ကြောင့်အတွေးခေါ်ဘက်ကတောင်းမစီဘူးလို့ဆိုရမယ်တမယိုးကြမှန်တယ်လို့မှတ်ထားပြီးသားအတိုင်းပဲသွားတော့တာပဲအဲ့တော့ personal development and social evolution လူများစုအဲ့လိုတုံးတဲ့သူအကျိတ်နဲ့သဘောထားကြီးကြီးနဲ့ဆွေးနွေးကြမယ်ဆိုရင်လူအတန်ဝိုင်းကြီးတစ်ခုလုံးတိုးတက်လာမယ်နော် generating opportunities to learn from to learn from နော်သူတို့စီကပညာတွေရနေတာနော်သူတို့မေးလို့မေးခွန်းတွေကနေပညာရတာပုံပုံကိုမေးခွန်းကောင်းကောင်းလေးတစ်ခုမေးလိုက်လို့ရှိရင်တိတ်သဘောကျတယ်တိတ်ကျဆုတင်တယ် တခါလေသူတို့ကိုပြောရတော့တာအဲ့ဒီမိကုံးကိုဆရာခလေးနဲ့ရေးပြီးတော့မေးပါပျောက်သွားမှဆိုလို့တချို့ဆိုရင်တော့ recording လောက်ထားလို့မှတ်မိပါတယ်နော်သူတို့စီကပညာရတယ်နော်အဲ့တော့ opportunities to learn from and adapt to the diversities and differences that are natural and healthy characteristics of our society အဲ့တော့သူစီကပညာရတယ် ကိုနေသူနဲ့ယူဆမတူတဲ့ခါမှာသူ့ဘက်ကိုယ်ဘက်မျှပြီးတော့တွေးတဲ့ခါကျတော့ပို့ပြီးတော့တဘာဝကြရတဲ့အမြင်ကိုရလာတယ်။ဒါ adapt လုပ်သွားတာပဲနော်။ကိုလုတ်ပုံကံပုံပြောပုံဆိုပုံမှားနေရင်လည်းပဲနည်းနည်းလေးပြင်လဲရတယ်။ကိုယ့်အတွက်အမှန်ကြိုးများသွားပြီနော်။အဲ့တော့အဲ့လိုမတူညီမှုတွေကပဲပညာရတယ်။ပြီးတော့အဲ့လိုမတူညီမှုဟာတဘာဝလည်းကြရတယ် natural ဖြစ်တယ်နော်။ and healthy characteristics အာပို့ပြီးတော့ ကြားမာစေတဲ့သဘောရှိတယ်နော်အကျိုးပြုတယ် healthy ဆိုရင်တနည်းအားဖြင့်အတိအပြပြောမယ်ဆိုတော့အင်မတန်အကျိုးရှိပါတယ်ဒါကြောင့်အယူဆမတူတာသဘောထားမတူတာအမြင်မတူတာအကြိုက်မတူတာဟာကောင်းတယ်မတူတိုင်းတယောက်မှားပြီးတယောက်မှန်တယ်လို့ပြောလို့မရဘူးနော်မတူတိုင်းအမှားအမှန်လို့ဆုံးဖြတ်လို့မရဘူးမတူပေမဲ့နှစ်ဖက်စလုံးကမှန်ရင်လည်းမှန်နေမှာပဲနော် conflict can bring out into the open alternative ways of thinking and behaving ပြဿနာဖြစ်လာလို့ပฏิပက္ခဖြစ်လာလို့ရှိရင်နောက်တစ်မျိုးဘယ်လိုစဉ်းစားရင်ရတယ်လဲနောက်တစ်နည်းဘယ်လိုလုပ်ရင်ရမလဲဆိုရယ်နီလန်းနေရတယ်ဟုတ်တိတ်ကောင်းတာပဲ it can challenge us to manage our lives in ways that utilize our differences for mutual growth and benefit နောက်နှစ်ပတ်လုံး တိုးတက်မှုကြီးပွားမှုရှိအောင်နှစ်ဖက်နှုတ်နှစ်ဖက်စလုံးအကျိုးများအောင်ဒီမတူညီမှုကပဲသူ့ကိုအတုံးချခြင်းအဖြစ်အကျိုးပြုလိုက်တယ်နော်အဲ့တော့အဲ့လိုရှုတော့ကနေကြည်လိုက်ရင်နော်တဘောထားတစ်မျိုးပြောင်းသွားတော့အမြင်တစ်မျိုးပြောင်းသွားတော့ပြဿနာဖြစ်ရင်စိတ်ညစ်စရာကြီးပါလို့မတွေးတော့ဘူးနော်ပြဿနာဖြစ်ပြီဆိုရင်ညာအများကြီးထွားတော့မယ်ပို့ပြီးတော့နားလေလာလို့မယ်နော်ပို့ပြီးတော့ကောင်းတဲ့လုံနည်းကင်နည်းတွေကို ရအောင်ရှာတော့မယ်စမ်းကြည့်ရတော့မယ်ဒါကြောင့် we are working together to improve our relationship and to deal with our differences ပြဿနာဖြစ်လာလို့သဘောထားမတိုက်ဆိုင်လို့အငင်းကုန်ဖြစ်ရပြီဆိုရင်ဒီဟာကိုယ့်ရဲ့မတူညီမှုကိုအခြေခံပြီးတော့ဆက်ဆံရေးကိုပိုကောင်းအောင်လုပ်ဖို့ပဲ တော့များသောအားဖြင့်ပြဿနာဖြစ်လာရင်ဥပမာအထူးသဖြင့်လူကြီးနဲ့လူငယ်ဆိုပါတော့မိဘနဲ့ဒါသမီးဆရာနဲ့တပည့်အထက်လူကြီးနဲ့အောက်လူကြီးနဲ့ပြဿနာဖြစ်ပြီးဆိုရင်ဘာဖြစ်တတ်လဲဆိုတော့အဖြေဘလို့ပေးမလဲလူကြီးကသူအနိုင်ရမှကြိုက်တယ်နော်ဒါလူကြီးတွေကပြစ်တင်လို့လည်းမထင်ပါနဲ့ဘုံဘုံလည်းလူကြီးတွေမှပါနေပါဗျ ဲ့ဒီသဘောထားကိုတေချာပြန်ဆန်းစစ်ဖို့လိုတယ်လူငယ်ကိုလေးလေးစစဆစ်ဆံဖို့ဆွေးနွေးပေးဖို့သူတို့မှာအတက်ငင်သေးတယ်အတွေ့အကြုံနည်းသေးတယ်ပညာဗဟုသနည်းသေးတယ်သူတို့ကတနေ့လူကြီးဖြစ်လာရမှာနော်ဒါကြောင့်ငယ်တဲ့တွေကိုတစ်ဖက်တည်းအနိုင်မယူပါနဲ့ညဏ်ညာတာတာလေးနဲ့ဆွေးနွေးပေးပါနော်အဲ့တော့အနိုင်ရင်ဘာဖြစ်လဲဆိုတော့နော် scoring a victory defeating the opponent proving how right you are and how wrong the other party is နော်အဲ့တော့ပြဿနာဖြစ်လာရင်မလုပ်ချင်လဲဆိုတော့ကိုကအနိုင်ရကျင်တယ်တစ်ဖက်သားကိုရှုံးနေသွားစေကျင်တယ်ငါမှန်တယ်နင်မှားတယ်ဆိုတာကိုအထောက်ထားပြလိုက်ချင်အဲ့ဒါအများဆုံးကြိုးစားကြတာနော်အဲ့ဒီဘောထားမှားနေတယ် a conflict becomes a battle to win ပဋိပက္ခဖြစ်လာရင်ပြဿနာဖြစ်လာရင် to struggle to gain advantage in the relationship ဆက်ဆံရေးမှာကိုကအသာရသွားခြင်းတယ် or to attain dominance in the relationship ဆက်ဆံရေးမှာကိုကအထက်စီးရနေလွှမ်းမိုးလိုက်ခြင်းတယ် The person using the conquest approach tries to weaken the other party. တော့အနိုင်ယူနေတဲ့လူဟာတစ်ဖက်သားကိုအားနည်းသွားအောင်လုပ်ချင်တယ်။သူ့အမှားအသေးသေးလေးကိုအမှားအကြီးဖြစ်အောင်လုပ်လိုက်ချင်တယ်။သူ့ကိုမမမအောင်တစ်ခါလေးဂျောင်ပိတ်လိုက်ချင်တယ်။သူ့ဂျောင်ပိတ်ရင်သူမခံနိုင်ရင်သူတခုလုံးမိမယ်။လုံးမိရင်မှားတော့မှာပဲ။တို့လည်းပဲပြောမှားဆိုမှားဖြစ်သွားမယ်။အဲ့လိုဆိုရင်ဟောတွေ့ပြီလားမမှားသွားပြန်ပြီ။အဲ့တစ်ဖက်သားကိုရှုံးနိမ့်သွားအောင်တမန်ကဂျောင်ပိတ်တာမျိုးလည်းလုပ်တတ်တယ်နော်။ assuming that the other party's weakness will somehow make his or her own strength greater တော့တစ်ဖက်သားရှုံးနေသွားမှသာကိုကအားကြီးတဲ့သူအနိုင်ရတဲ့သူဖြစ်မယ်လို့ဒီလိုထင်နေတယ်အဲ့ဒါမှားတယ်နော်တစ်ဖက်သားရှုံးအောင်မလုပ်သင့်ဘူး if the conflict is within a family အကြိပြဿနာဖြစ်နေတာမိသားစုတစ်ခုတည်းမှာဖြစ်နေတဲ့ပြဿနာဆိုရင် the family unit suffers a blow to its cohesiveness ပြည်လဲအောင်မဆွေးနွေးလို့ရှိရင်တစ်ဖက်သားအနိုင်လဲလို့ရှိရင်ဥမာအဖေကအနိုင်လဲတယ်သူမအမေကအနိုင်ယူတယ်ဆိုရင်မိသားစုကစီလုံးညီမှုမရှိတော့ဘူးစုစည်းမှုမရှိတော့ဘူးတာသမီးတွေကဆာမိဘကိုမသိမလားရှောင်တော့မယ်မတွေ့အောင်ရှောင်မယ်နော်တခုခုခိုင်းလဲပဲဝတ်တရားကြည်ယုံလောက်လောက်မယ်စေတနာနဲ့မလောက်တော့ဘူးတက်နဲ့လောက်အကောင်းဆုံးဖြစ်အောင်မကြိုးစားတော့ဘူး and to the full participation of its members ပူပေါင်းဆောင်ရွက်မှုမရှိတော့ဘူးเนาะဒါက family ဆိုတော့မိသားစုလို့စဉ်းစားလိုက်တာเนาะအဖေအမေသားသမီးဟာလည်းမိသားစုပဲเนาะအလုတ်ခွင်မှလည်းပဲဒီအလုတ်ခွင်မိသားစုလို့ခေါ်လို့ရတယ်ရက်ွက်ထက်မှဆိုလည်းပဲဒါရက်ွက်မိသားစုပဲเนาะမြို့တမြို့ဆိုလည်းဒါမြို့တမြို့ကမိသားစုလို့စဉ်းစားလို့ရပါတယ်တိုင်းပြည်တစ်ပြည်လည်းပဲမိသားစုလို့စဉ်းစားလို့ရပါတယ်เนาะအမှန်တော့အခုခေတ်မှာပို့ပြီးတော့စဉ်းစားကြတယ် တကဘာလုံးကိုမိသားစုလို့စဉ်းစားတင့်နေပြီအဲ့လောက်ထင်အောင်အမြင်ကြီးမှသဘောထားကြီးမှကောင်းတော့မှာပါနော်ဘာလို့လုံးဆိုတော့တနည်းအားမှတစ်ခုခုဖြစ်လာရင်ကျန်တဲ့နေရာတွေကိုလုံးကြည့်ရရိုက်ကုန်လားနော်ကိုနဲ့ဘာမှမဆိုင်တဲ့ဟိုးအနောက်နိုင်ငံမှာတစ်ခုခုဖြစ်ကြည့်အကုန်လုံးဒီမှာနေတဲ့လူတွေရဲ့စာဝန်တွေဒုက္ခရောက်ကုန်နော်အဲ့တော့သူတို့မှပြဿနာဖြစ်ရင်ကိုယ့်စီကိုလာတော့မှာနော်ဒါကြောင့်မှတ်သားစရာကောင်းတဲ့အင်္ဂလိပ်စကားလေးတစ်ခုရှိတယ် what goes around comes around စကားလေးကအမှန်ကျင်းတယ်နော်အမှန်တန်အတိတ်ပဲနဲ့နေတယ်နော်ဟိုသူများမှာဖြစ်နေတဲ့ပြဿနာတွေကဒီနေ့ကိုယ်စီပြန်လှည့်လာမှာနော် what goes around comes around ငါနဲ့မဆိုင်မှုဆိုပြီးနေလို့မရဘူးလောကကြီးကဆက်ဆက်နေတယ်မိသားစုကြီးတစ်ခုလိုဖြစ်နေတယ် if the conflict is within the workplace เนาะအလုတ်ခွင်မှာယုံမှာဆက်ယုံမှာ ီလိုပြဿနာဖြစ်လာပြီဆိုရင် the conquest approach creates needless and damaging power struggles and overall inefficiency နော်သူနိုင်ငံနိုင်အကြည့်နဲ့လုပ်နေတာနဲ့ပဲလုပ်တရားမပြီးတော့ဘူးနော်တမင်ကအရွက်တိုက်ပြီးတော့မလုပ်ဘဲနဲ့ထားခြင်းလည်းထားမှာတမင်ကပြတ်သွားအောင်လုပ်ခြင်းလည်းလုပ်မှာနော်အဲ့တော့တဖက်သက်အနိုင်ယူခြင်းလည်းဆိုတဲ့သဘောကိုတေချာပြန်စဉ်းစားကြည့်နော်ဘာဖြစ်လို့ဖြစ်ခြင်းတဖက်သက်အနိုင်ယူခြင်းလဲဆိုတော့သူ့မှာအားငယ်စိတ်ရှိလို့ပဲ အားကြီးတဲ့လူဟာသူများကိုအနိုင်မယူခြင်းအားငယ်တဲ့လူဟာသူများကိုနိုင်ခြင်းတယ်တနည်းနည်းတော့အားငယ်ဆိုတာခန္ဓာကိုယ်ရင်ပြောတာမဟုတ်ဘူးနော်စိတ်ဓာတ်ကအတိညာဉ်ကိုလို့ရေကံရောအကုန်လုံးကိုပြောတာနော်ကို့မှာအားနေချက်ရှိနေရင်အဲ့ဒီအားနေချက်ကိုဖုံးပြီးတော့သူများကိုအနိုင်ယူခြင်းတယ်နော်တော့ one is insecure in his or her beliefs and cannot allow the test of differing beliefs ကို့အယူဆကို့ခံယူချက်ကို့လုပ်ပုံကံပုံဟာတကယ် မမှန်ဘူးဆိုရင်အဲ့ဒီမမှန်တာကြီးပေါ်သွားမှကြောက်လို့အမေးမခံဘူးနော်မမင်းနဲ့ဆိုတာမျိုးပိတ်ထားတတ်တယ်နော်အဲ့တော့ဥပမာဒီပုံမုံနဲ့ပတ်သက်တဲ့တဲ့ပတ်သက်တဲ့ကိစ္စပဲဆိုပါဆိုပုံမုံကမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုတရားလေ့လာတယ်စိတ်ဝင်စားတယ်အားထုတ်ကြည့်တယ်နော်အားထုတ်ကြည့်ပြီးတော့အခုအနောက်နိုင်ငံကိုသွားတယ်ဟိုကြတဲ့ခါသူတို့မင်းမင်းကြီးကြိုက်တယ်မင်းပါနော်ဘာလို့လဲဆိုတော့ လက်တွေ့လို့ရင်တကယ်လက်တွေ့အထောက်အထားပြနိုင်တဲ့တရားဖြစ်တယ်။နော်။ဒါတော့တရားကုံတော်တွေမှာပါတယ်နော်။အာကာလိကောအဟိပတိကောနော်။ဩပနယိကောနော်။တန်တိဋ္ဌိကောအာကာလိကောအဟိပတိကောလာပါစမ်းကြည့်ပါနော်။အမေးစမ်းခံရတယ်နော်။တခါကြီးတို့ပြောတာတွေကိုသင့်ပြန်ကြားရတာတမျိုးလုံးသားစရာကောင်းပါလား။ တရားဒိတ်ခရီးနဲ့ထောင်ပြီးတော့လဲကြိုးစားပြီးတရားထုံနေကြတယ်လို့သိရတာအင်မတန်ဝန်တာဖို့ကောင်းပါတယ်တချို့လူတွေကတရားထုတ်တာနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်အောင်ကိုမသိလို့အာမထုတ်ဖြစ်ကြဘူးဒုစွန်းတစကြားလို့အာထုတ်ဖြစ်သွားတယ်ဆိုရင်ပဲအင်မတန်ဝန်တာစရာကောင်းပါတယ်အာထုတ်ဖူးတဲ့လူတွေကအာမထုတ်ဖူးတဲ့လူတွေကိုတန်နေတဲ့နီးနဲ့အကူအညီထပ်ပံပေးတာလဲအင်မတန်ဝန်တာစရာကောင်းပါတယ် တချို့လူတွေကအချိန်မရှိလို့တရားကိုအားမထုတ်နိုင်ဘူးလို့ပြောကြတယ်။ဟုတ်တော့လေတနည်းအားဖြင့်တော့ဟုတ်ပါတယ်။ခုခေတ်ကအလွန်အလုံးများကြတဲ့ခေတ်ကလူတွေကမိုးလင်းကနေမိုးချုပ်သည့်အပြေးလွှားသွားနေကြတာကိုမျက်မြင်ဖြစ်နေတော့တခါတလေကြည့်ပြီးတော့တော်တော်ပဲတနာပါတယ်။ရှိခေတ်ကလည်းမတူတော့ဘူး။ရှိခေတ်ကအေးချမ်းချမ်းနေနိုင်ကြတယ်။ခုခေတ်ကဘယ်သူမှအေးချမ်းချမ်းမနေနိုင်ကြဘူး။ဒါကြောင့်အလုပ်တွေများလို့ အဲ့ဒါလိုဝင်းလင်းကမိုးချုပ်အပြေးလွှားသွားနေကြတာကိုမြင်ရတာကိုကပဲဒီလူတွေဟာကြားလေးလေးစိတ်ပင်ပန်းလေးလေးကိုပင်ပန်းလေးလေးဖြစ်တော့မှာပဲလို့မှန်းလို့ရပါတယ်အဲ့ဒီလိုစိတ်ပင်ပန်းစရာကိုပင်ပန်းစရာရှင်းနေခြင်းကြောင့်ကိုပဲတရားထုံးမှာဖြစ်တော့မှာတရားကိုဒီနေ့နေ့နဲ့အားထုတ်တယ်ဆိုရင်ပဲနည်းနည်းတော့စိတ်ပင်ပန်းမှုကိုပင်ပန်းမှု တက်တာသွားမှာပါဒါပေမဲ့တချို့ဒကာဒကမတွေကိုမေးကြည့်တော့ဒကာကြီးတို့ဒကာမကြီးတို့တရားထုတ်ဖြစ်သလားမေးကြည့်တော့အလုတ်များလုံးလို့ဗျာတပည့်တော်တို့တရားထုတ်ဖို့အချိန်မရဘူးတဲ့အဲ့ဒါလို့အချိန်မရဘူးဆိုတဲ့လူတွေကိုမှတ်သားစရာလေးနီးယူစရာလေးတခု ပြောပြခြင်းတယ်ပြီးခဲ့တဲ့တပတ်လောက်တုန်းကဒကာကြီးတယောက်အိမ်ကိုကြွတော့ ဲ့ဒီတကားကြီးကစာအုပ်လေးတုပ်ပြတယ်အဲ့ဒီစာအုပ်ကိုတီးပြတ်တာကတိပိဋကဒရမင်းကွန်းဆရာတော်ဘုရားကြီးသူကိုယ်တိုင်ရေးတာတော့မဟုတ်ပါဘူးတကားတယောက်က ရေးတဲ့စာအုပ်ကိုဆရာတော်ကြီးကိုတီးပြတ်ပေးဖို့လျှောက်ထားတာအဲ့တော့အများတိကြတဲ့အတိုင်းပဲဆရာတော်ကြီးမှသာသနာတော်ဝင်တွေအလုံးများတယ်အားလတ်တဲ့အချင်းဆိုတာမရှိပါဘူးဆရာတော်ကြီးကိုယ်တိုင် ဣဒံထဲမှာဘယ်လိုရေးထားလဲဆိုရင်တချို့စေးလေးတော့ကွန်းဝါကြတဲ့တရားတော်မတွေဟာအလုတ်လွန်များတဲ့ကြားကမရမကအချိန်လူပြီးတော့စေးလေးတော့ကွန်းဝါကြတာကို အတူယူအားကြပြီးတော့တဲ့ဒီတခြားစဉ်းစားကြရနော်ဆရာတော်ကြီးကစေးလေးတော့ကွန်းဝါကြတဲ့လူတွေကို အပြစ်တင်တာမဟုတ်ဘူးနော် အပြစ်တင်စကားပြောတာမဟုတ်ဘူးသူတို့အဲ့ဒီလိုစေးလေးတော့ကွန်းဝါကြတာကို အတူယူအားကြပြီးတော့သာသနာတာဝန်တွေအများကြီးထမ်းဆောင်နေကြရတဲ့ဂျားကမလွန်ဆန်လို့အသင်းအတွက်အရရအနေတွေကိုကြွပြီးတော့တရားဟောရည်စက်ချတဲ့တာဝန်တွေကိုထမ်းဆောင်နေတဲ့ဂျားကခရီးသွားရင်ရသမျှအချင်းလေးကိုလူ့ပြီးတော့ဒီစာအုပ်ကိုတီးပြတ်ပေးလိုက်ပါတယ်တဲ့ဒီတန်းကတော့အရှည်ကြီးပါပဲဒါပေမဲ့ဒီပိုက်ကလေးကိုဒကာကြီးတယောက်ကဖတ်ပြတာကိုကြားတော့ ဆရာတော်ကြီးကိုပို့ပြီးကြည်ညိုသွားတယ်ဒီလောက်တာဝန်တွေများတဲ့ကြားတွေကတခါတယောက်ကသူရေးတဲ့စာကိုတီးပြတ်ပေးပါဆိုတာကိုအလုတ်များလို့မတက်နိုင်တော့ဘူးဆိုပြီးမငင်းလိုက်ဘူးအင်မတန်အလုတ်များတဲ့ကြားကခီးသွားနေရင်ရသမျှ10မိနစ်15မိနစ်အချိန်လေးတွေကိုအသုံးချပြီးတော့ဒီလောက်ထူတဲ့စာအုပ်ကြီးကိုတီးပြတ်ပေးလိုက်တယ် ေးလေးတစ်ခါတောက်ရင်ထားပါတော့5မိနစ်10မိနစ်15မိနစ်အဲ့ဒီ5မိနစ်10မိနစ်အချိန်ဟာတကယ်တန်ဖိုးရှိရှိအကျုံးအုံချတတ်မယ်ဆိုရင်အများကြီးအကျိုးများတယ်ခီးရောက်တယ်တန်ဖိုးရှိရှိအုံမချတတ်ရင်ဒီ5မိနစ်10မိနစ်ဟာဒီလိုပဲကုန်သွားမှာပဲအချိန်မရှိဘူးဆိုပြီးတော့တရားမထုတ်ဖြစ်ကြတဲ့လူတွေကိုဖြစ်တဲ့နည်းနဲ့တရားထုတ်ပြအောင်ဂျုံတိုင်းဂျုံတိုင်း တဲ့တွဲရပါတယ်နည်းနည်းလို့ရင်နည်းနည်းအကျိုးရှိတာတော့အမှန်ပဲတချို့ကတော့စိတ်ကူးထဲမှာရင်မှန်းချက်အင်မတန်ကြီးတယ်ဘယ်ချိန်ဘယ်ခါကြာရင်ငါတော့အားလုံးကိုထားခဲ့ပြီးတော့လွတ်လွတ်ကျွတ်ကျွတ်တနေရာကိုသွားပြီးတရားထုတ်မယ်လို့မှန်းကြတယ်အဲ့ဒါလို့လွတ်လွတ်ကျွတ်ကျွတ်တနေရာမှာသွားပြီးတော့လနဲ့ချီပြီးနှစ်နဲ့ချီပြီးတရားထုတ်နိုင်မယ်ဆိုရင်အင်မတန်ကောင်းပါတယ်သို့တော့ အနာဂတ်အတွက်အဲ့ဒလိုမျှော်မှန်းချက်ကြီးကြီးထားတာဟာတကယ်ဖြစ်မယ်လို့တရားပေါက်ပြောနိုင်သလားမပြောနိုင်ဘူးနော်ဘယ်နေ့ဘယ်နေရာမှာဘာကြောင့်သိမယ်ဆိုတာတော့မသိနိုင်ဘူးကျမ်းမာရေးအခြေအနေကလည်းဘယ်လိုဖြစ်လာမလဲမပြောနိုင်ဘူးနောက်9နှစ်ကြာမှ10နှစ်ကြာမှပင်စင်ယူပြီးမှအဲ့ဒီလိုတချို့ကတွေ့ကြတယ်နော်တော်တော်များများကပင်စင်ယူပြီးရင်ဘာမှမလုပ်နိုင်တော့ပါဘူး ကျမ်းမာရေးကမကောင်းတော့ဘူးပြစ်စပံမှာရတဲ့လောက်ကိုနည်းနည်းဖြစ်ဖြစ်လှုပ်တဲ့လူဟာအနာဂတ်မှာအခြေအနေပြေးလာလို့ရှိရင်ပိုပြီးလှုပ်နိုင်ပါလိမ့်မယ်ပြစ်စပံမှာရသမျှအချိန်5မိနစ်10မိနစ်ကအစဒါဝတမှုရှိရှိအသုံးမချနိုင်ရင်သူစိတ်ကူးရင်မြုံမှန်းထားပေမဲ့အဲ့ဒီအနာဂတ်ဆိုတာကိုရောက်လာတဲ့အခါမှာသူ့မှာအကြောင်းပြရစရာတွေအများကြီးနေမအားဘူးလို့ပဲပြောမှာပဲ အဲ့ဒီအချက်ကိုတိတိကျကျသဘောပေါက်စေခြင်းနဲ့နည်း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 စဉ်းစားစေခြင်းနဲ့လူဟာအချိန်ကိုရွှေ့ဆိုင်တတ်တဲ့တရားပါတကူခုကိုလောက်เสียရှိရင်နောက်မှပေါ့နောက်မှပေါ့ဆိုပြီးအချိန်ကိုအင်မတန်ရွှေ့တတ်တယ်အဲ့ဒီအချိန်ရွှေ့တတ်တဲ့အချိန်ကို အခုကစပြီးချက်ချင်းပယ်ဖျောက်လိုက်ပါတရားအားထုတ်ခြင်းနဲ့ဆိုရင် အခုအားထုတ်ပါရတဲ့လောက်ပေါ့ ဒါလောက်လေးနဲ့ဘာခီးရောက်မှလဲလို့ပြောကြတယ်အရေးကြီးတာကစမိဖို့စမိပြီးရင်နည်းနည်းဖြစ်ဖြစ်မှန်မှန်လုပ်ဖို့ပြီးတော့အချိန်နဲ့ရပို့ပို့ပြီးလှုပ်သွားဖို့ပါနောက်တစ်ချက်စဉ်းစားသင့်တာကအလုပ်သိမ့်များတာကိုအချိန်မလောက်တာကို time stress လို့ခေါ်တယ်အလုပ်များလွန်းလို့အချိန်မရှိဘူးအချိန်ကိုအင်မတန်လုပ်နေရတယ်နော် အဲ့ဒါကို time stress လို့ခေါ်တယ်။ဘာဖြစ်လို့ခေါ်ရလဲဆိုရင်အချိန်ကြောင့်ပြင်းမှန်းတာဘူး။တချို့လူတွေမှာလှုပ်ရှားမရှိလို့မိုးလင်းကမိုးချုပ်တီထိုင်းနေရတဲ့လူတွေရှိတယ်။အကြောင်းကြောင့်ပေါ့လေ။သူတို့မှာစားဖို့နေပြည့်စုံနေဘယ်မှအပြင်းနဲ့တွားစရာမရှိဘာမှလှုပ်ရှားလည်းမရှိဘူး။ကိုယ့်အိမ်မှာပဲကိုနေရတယ်။တချို့အသက်နည်းနည်းကြီးသွားလို့တားတွေတမိတွေကထောက်ပံ့ပေးထားတယ်။အိမ်မှာတနေ့လုံးထိုင်းနေရတယ် တချို့အဲ့လိုတကာကြီးတွေကဘယ်လိုပြောလဲဆိုရင်ဒီနေ့ဒီနေ့အချင်းတွေကိုဘယ်လိုကွန်အမှန်တော်မသိဘူးတဲ့မနေ့လင်းလာရင်စိတ်ညစ်လာပြီဘာလို့လဲဆိုရင်ဒီနေ့ကစရပြန်ပြီအချင်းတွေကမကုန်နိုင်ဘူးတဲ့လုတ်เสียလည်းမရှိဘူးမနေ့လင်းလာရင်သားတွေတမိတွေကအလုတ်သွားကြပြီအိမ်မတယောက်ထဲကျန်နေရစ်တယ်အပြင်လည်းမသွားရဲမသွားတတ်တော့အိမ်တကားကြီးပိတ်ပြီးတယောက်ထဲနေရတယ်ညနေစောင်းရောက်လာရင်တော့နည်းနည်းပျော်လာတယ် အပြင်သွားတဲ့သားသမီးတွေပြန်လာတော့မယ်ကျောင်းသွားတဲ့မြေးတွေပြန်လာတော့မယ်သူတို့ကဖော်လို့ရတာဘူးသူတို့အပြင်သွားကြတော့အိမ်မှာအဖော်မရှိဘူးတရားဥထည်ပြင်းနေလားအဲ့ဒါကိုလည်း time stress လို့ခေါ်တယ်အချိန်တွေများလုံးပြီးတော့ဘာလို့မှမသိလို့ပြင်းမှန်းနေတာမဖြစ်လို့လဲဆိုတော့သူ့မှာအချိန်တွေပိုနေလို့ဘာလို့မှ မသိတာနဲ့ပဲစိတ်ပြင်းမှန်းနေရတာ ဲ့ဒါနှစ်ခုစလုံးတွေ့တတ္တဘုံနိလန်းကတတိနဲ့ပြစ္ဆပန်တည်တဲ့နေခြင်းဖြစ်တယ်အချိန်မရလောက်အောင်အလုံးများတဲ့သူကဘယ်လိုလုပ်တတ္တမှာလဲဆိုတော့ကိုယ့်ဟာကိုမသိပဲနဲ့အပေါ်ရီလုံနေတာတွေရှိတယ်ကိုယ့်ဟာကိုတော့အပေါ်လုံလို့မထင်ဘူးအလုပ်ပေါ်ရီအများကြီးလုံနေကြတယ်စကားပေါ်ရီအများကြီးပြောတယ်တကယ်အေးမကြီးတာတွေအပြင်းမြေစာတွေလည်းဖတ်နေတယ်စားစရာတောက်စရာလည်းဒီလိုပဲ အပိုးတွေစားကြတယ်အလုတ်ပိုးကြောင့်အချိန်တွေအများကြီးကုန်သွားတယ်နောက်တစ်ခုကလည်းအလုတ်များလို့စိတ်ရှုပ်တာနဲ့တခါတလေဘာလို့အမှန်မသိပဲအချိန်တွေကြာတတ်တယ်တခုခုကိုဆုံးဖြတ်ချက်မချနိုင်ဘူးမဆုံးဖြတ်နိုင်ဘူးတခါလေကြတော့လဲလုတ်เสียကတော့ခုချက်ချင်းလို့လို့မဖြစ်ဘူးအချိန်ခဏစောင့်ရတယ်နိုင်ရွက်တနာကြီးတရက်နှစ်ရက်စသည်ဖြင့်ကြာချင်းလဲကြာမယ်ဒီကြားထဲမှာစိတ်ကမအားဘူး လူကတော့အားနေတယ်အဲ့ဒီလှုပ်ရှားကဘယ်လိုလုပ်ရင်ကောင်းမလဲဘယ်လိုလုပ်ရင်ကောင်းမလဲလို့ထက်ခါထက်ခါစဉ်းစားနေတယ်သူဟာသူတော့အဲ့ဒီလိုစဉ်းစားတာကို तू အလွတ်လုပ်နေတယ်လို့ထင်နေတာဒီချိန်မှာ तू မအားဘူးငါမအားဘူးငါလှုပ်ရှားကို ထိုင်စဉ်းစားနေတယ်လို့ဒီလိုထင်နေတာနော်ပြစ်စုံပါမှာစိတ်ကိုထားတတ်တဲ့အလေးချင်များလာရင်အဲ့ဒီလူဟာအလိုလိုပဲအပိုကိစ္စတွေကို ရှော့တက်လာတယ်အပူစကားပြောတာတွေအပူခီးသွားတာတွေအကျိုးမရှိဘဲနဲ့ထိုင်တွေးပြီးပူပန်နေတာတွေဒါတွေလည်းယော့သွားတယ်စိတ်ကပိုးရှင်းလာတဲ့အတွက်တခုခုကိုလှုပ်เสียရှိလို့စဉ်းစားရမယ်ဆိုရင် तू တိတ်အချင်းကြကြစဉ်းစားမနေဘူးခြေတုံချတုံဖြစ်ပြီးအချင်းမကုန်ဘူးတတိရှိလို့တမာရီလည်းကောင်းလာတဲ့အခါစိတ်လည်းကြည်လင်အေးချမ်းလာတဲ့အခါမှာလှုပ်เสียကိစ္စတခုခုရှိလို့အေးစစ်စစ်အာရုံပြုလိုက်ရင်ဘယ်ကိစ္စဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာလောလောကူကူနဲ့လင်းလင်းမမြအဖြေထွက်လာတယ် အဲ့ဒါကိုကအချိန်ကုန်တော်တော်တက်တာသွားတာအဲ့ဒါကိုပဲအချိန်ခံလေးနဲ့ဆက်ပြီးကွက်ကိုစဉ်းစားကြည့်စီခြင်းတယ်သဘောပေါက်စီခြင်းတယ်အလုတ်လုတ်เสียမှာရှိလို့တနေ့တနေ့ဘယ်လိုကောင်းမှမတိသူကလည်းအချိန်တွေကလည်းကုန်ခဲလိုက်တာကုန်ခဲလိုက်တာနဲ့စိတ်ပင်ပန်းနေတယ်အဲ့ဒါတွေမတွေးပဲနဲ့ပိစုပန်တဲတဲ့ပဲတရားထိုင်နေမယ်သို့မဟုတ်စဉ္ညာရှောက်ပြီးတရားမှတ်နေမယ် ဘာပဲဖြစ်ဖြစ်အဲ့လိုတစ်ခုခုကိုလုံနေမယ်လုံနေရင်လည်းတတိကပြီးလုံနေမယ်ဆိုရင်အချိန်တွေဘယ်လိုကုန်လို့ကုန်သွားမှတိလိုက်မှာမဟုတ်ဘူးနော်စိတ်ကလေးငင်းငင်းချမ်းချမ်းကြီးကြီးလေးလေးနဲ့နေတာကုန်ဆုံးသွားမှာပါအဲ့ဒါလို့သူတရားလေးသူမှတ်ပြီးနေလိုက်တဲ့အတွက်ကြောင့်ဒါတွေတမိတွေမြည်တွေပြင်သွားလို့ကြောင်းသွားလို့အဲ့လိုသွားကြလို့အိမ်မှာတရားအုပ်ထဲချန်ခဲ့တဲ့လူကြီးမိဘတွေမှာအဖော်မဲ့လို့အားငယ်နေတဲ့စိတ်လည်းမဖြစ်တော့ဘူး ်တကူတဲ့အထီးကျန်လည်းဖြစ်မနေတော့ဘူး तू အဲ့ဓာတွေတွေးမိဖို့အချိန်မရတော့ဘူးအလုံးမရှိတဲ့လူဟာအာရှင်ထိုင်ပြီးတော့တွေးနေတာပဲအဲ့ဒီအတွေးကတော်တော်ပြင်းပန်းတယ်လူတွေကအတွေးများလုံးလို့စိတ်ဓာတ် energy တွေစိတ်ဓာတ်အင်အားတွေအများကြီးကုန်ဆုံးသွားတာနော်အဲ့တော့အတွေးတော်ထဲမှာငေးမောပြီးတော့မနေဘဲနဲ့ဖြစ်နေတဲ့လောက်ရနေတဲ့လောက်ပြစ္ဆုတ်ပံတက်တဲ့မှာတတိကပြီးနေမယ်ဆိုရင်စိတ်ပြင်းမမှုမရှိတော့ဘူး ိတ်ကြည်ကြည်လင်းလင်းအေးချမ်းချမ်းနဲ့တွေ့တာအကုန်သွားမယ်ကိုဘွားအချင်းနေဘယ်လိုပဲရှိနေနေအလုတ်များလုံးလို့အချင်းမလောက်လို့ပင်မနဲ့သူပဲဖြစ်စေလုတ်เสียမှရှိလို့တင်းတင်းနေဘယ်လိုကောင်းမှမသိတဲ့သူပဲဖြစ်စေပြစ်စုပန်တဲ့တဲ့နေဖို့စူးစမ်းကြည့်ပါအဲ့လိုစူးစမ်းလိုက်ရင်ဒီခက်ခဲတဲ့ခုစလုံးဟာတော်တော်အဆင်ပြေသွားတာတွေ့လိမ့်မယ်အခုခေတ်လူတွေဟာအဖို့တော်တော်လေး ခင်ကြတယ်ဘဝရှာပြီးနေကြတယ်ရှေးခေတ်ကလည်းအဖို့ရှာကြတာပါပဲတို့တော့အခုခေတ်ကြည့်ရတာအဖို့ပုံများတယ်လို့တွေ့ရတယ်အဖို့ဆိုတာဘာတွေလဲမျက်စိနဲ့ကြည့်ရတာတွေကအဖို့ပဲနားနဲ့နားထောင်ရတာလည်းအဖို့ပဲနှာခေါင်းကအနားရတာလည်းအဖို့ပဲစားနေစားနေရတာတွေကလည်းတနည်းအားဖြင့်အဖို့ပဲစိတ်အတွက် သူကဖြောပြဖို့ရာလုပ်ပေးနေရတာပဲတခြားတက်ရှိတက်မဲ့တွေလည်းအဖို့ပဲ တက်ရှိလူတွေကလည်းအဖို့ပဲတက်မဲ့ပစ္စည်းတွေကလည်းအဖို့ပဲတချို့ပြောကြတာကြားဘူးတယ်အားနေရင်စောက်လေးပဲဖော်လို့နေရတာပါတဲ့တချို့ကတော့အားနေရင်တရားတိတ်ခွေနားထောင်ပြီးတော့ဒါလေးဖော်လို့ပြီးနေတယ်တရားစာပေဖတ်ပြီးအဖို့လုပ်နေတယ်တချို့ဆိုရင်တယ်လီဗီရှင်းကြည့်ပြီးအဖို့လုပ်ပြီးနေကြတာအဲ့ဒီအချက်ကို ပို့ပြီးတော့ပြောချင်တာသဘောပေါက်စေချင်တာအခုတစ်ခါရန်ကုန်လာတော့ ရင်တစ်ခေါက်လာတော့ကမမြင်ခဲ့တဲ့ပစ္စည်းတစ်ခုကိုတွေ့ရတယ်။ဒါို့ဒီဘုန်းကြီးကအပြင်းပြေပြောတယ်မထင်စေချင်ဘူး။တတိချာလေးလေးနဲ့စဉ်းစားပြောတာပါ။နားထောင်တဲ့တရားတော်မတွေကလည်းနားထောင်ကောင်းအောင်ကုသိုလ်ရအောင်လို့မဟုတ်ဘဲနဲ့ငါတို့ဘဝထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုတတိချင်းချင်းညာချင်းချင်းနဲ့မြင်ပြီးတတိထားတဲ့တဲ့ဟာကိုတတိထားမိအောင်ပြောချင်တာ။အခုတစ်ခေါက်ရန်ကုန်လာတော့ဘာတွေ့လဲဆိုရင်ဂျိုရုကနေအတန်ဖမ်းလို့ရတဲ့ dish and then uh, we do it. The children barely my.